ရောင်စံတို့သွားခဲ့တဲ့အမျိုးသားရေးဟေးဆိုတာဒီလိုလိုနိုင်ငံသူနိုင်ငံသားတွေအားလုံးနော်ဒီတနိုင်ငံလုံးထဲမှာရှိနေကြတဲ့တိုင်းရင်းသားအားလုံးနော်ဒီရရဲ့အရေးအယာမှန်တယ်များအားလုံးဟာအမျိုးသားရေးပဲမှန်ပါတယ်တို့ရဲ့အမျိုးသားရေးစိတ်တဲ့ဟေးဆိုတာနော်ဒီဒီဒီနိုင်ငံသူနိုင်ငံသားတွေအားလုံးရဲ့ကောင်းစားရေးအကျိုးစီးပွားရှိရေးကိုရှေ့တန်းတင်ထားတဲ့အရာမှန်ပါအခုဆရာနာရှင်တွေသုံးနေတဲ့ဟေးဆိုတာကတို့ရဲ့အာနာစည်းစိမ်ပါဝါအတွက်ပဲမှန်ပါဗျာဒါကြောင့်မလို့တို့စစ်တပ်ကိုခုတုံးလုတ်ပြီးတော့ နော်သူတို့ရယူလိုက်တာဟာပြန်ကြည့်လေနော်သူတို့ရှိဖို့တွေကြတော့ထားเสียမရှိအောင်ချမ်းသာလာတာနော်တယံဇာတ်မှန်တယ်များတပည့်တို့ပြည်သူလူတို့ကဘာမျက်ခံစားခွင့်ရှိလဲဘယ်မှာခံစားခွင့်မရှိဘူးလေအကုန်လုံးပျက်စီးသွားတာပဲနော်ဒါကြောင့်မလို့တပည့်တို့ကဘာဖြစ်ကုန်ကြလဲဟေးဆိုတော့ခုနပြောတဲ့အစင်းမြင့်နေရာနေပြီးတော့တပည့်တို့ခုနပြောခဲ့တဲ့နော်အဲ့ဒီချိန်ဒီမှာဟေးဆိုကြည့်လေနော်ဒါပညာရေးဟေးဆိုရင်လည်းပဲ ဒါအာရှရဲ့အောက်စဖို့တက်ကရိုလို့တော့တပည့်တော်တွေကတင်စားခေါ်ရတာပေါ့နော်ကိုကျောင်းဇန်တို့တက်ခဲ့တဲ့တက်ကရိုကြီးဟေးဆိုရင်ဒါအင်္ဂလိပ်လိုတွေပါပို့ချပြီးတော့အင်မတန်မှအရှိမြင့်တဲ့တက်ကရိုကြီးဖြစ်လာတာနော်ရန်ကောင်းတာပေါ့ဒါပေါ့အဲ့ဒီလိုပညာရေးတွေနော်ကျမ်းမာရေးတွေနော်စီးပွားရေးတွေအကုန်လုံးဆက်ဆက်ရရမြင်မားနေရနေပြီးတော့နှိမ်ပါသွားတာဟာဒီကောင်တွေလုံးလိုက်တာပဲဖြည့်ဆည်းလိုက်တာပဲကိုဖြည့်ဆည်းတဲ့အလုပ်ကိုလုပ်ပြီးတော့မျိုးသားကြီးလိုအော်နေတာဟာတပည့်တော်ဖန်မှန်ထက်တဲ့ပြောလို့လို့ပေါ့ခွေးပါဆက်က ွေစကားပဲ။ကွေစကားပေါ်ဘလို့လို့နဲ့စကားဖြစ်မလဲ။ဟုတ်တော့မလား။အင်မတန်စိတ်နှိမ့်နေဥစ္စာပဲ။နော်သူကတက်ထားတဲ့ခေါင်းစည်းဟာပြောနေတဲ့ဥစ္စာတွေနဲ့ကကောင်းကြိတ်တခြားဖင်တခြားဖြစ်နေတာဟုတ်။ဒါကောင်းစည်းကအဓိကမဟုတ်ဘူးလှုပ်ဆောင်ချက်ကအဓိက။နော်။ဒါကြောင့်မလို့တပည့်တို့ပြောကျင်တာခုနကပြောခဲ့တဲ့အဲလာရာတွေလည်းမတူဘူး။လာရာလည်းမတူဘူး။နော်။အဲ့တော့ယနေ့မင်းအောင်နိုင်တို့ကဘယ်ကနေပေါက်ဖွားလာလဲ။သူတို့ရဲ့လာရဲ့လာရာဟာဘယ်ကလဲဆိုတော့ဘယ်ကလဲဆိုတော့ခုနကပြောခဲ့တဲ့အာနာကိုမတရား တိမ့်ပိုက်ခိုးယူထားတဲ့နေဝင်းကနေစင့်တက်လာဆင့်တက်ခဲ့တာပဲမှန်ပါဟုတ်တယ်မှန်ပါဗျာအဲ့တော့အာနာရှင်တို့ရဲ့တဘောဒီဘာလုပ်လဲကြားလေးကြားလေးခုနကပြောခဲ့တဲ့ရုပ်မာလေးပဲရုပ်မာမှုဇာတို့ဖြစ်တာပဲနော်ဒါကြောင့်မလို့ခုနကပြောတဲ့နေဝင်းထက်ခုနကပြောခဲ့တဲ့တန်းရွှေတို့ဆိုးလာတယ်တန်းရွှေတွေခုနကပြောခဲ့တဲ့ခင်ညွန့်တို့နော်အကုန်လုံးပြန်ကြည့်ဖျားဒီစစ်ဘုတ်ရုပ်တွေမှန်တယ်မြားအကုန်လုံးဘုလို့မလားနော်ဒီနေ့ပဲကြည့်ကြည့်လိုက်လေ သူတို့ရဲ့တကယ်ပင်မအလုပ်ဒီတိုင်းသူပြည်သားများရဲ့အတအိုးရင်စီစဉ်ကိုကောက်ွယ်စောင့်ရှောက်ဖို့ပဲမှန်ပါတော့ဒီလုံးကိုမလုပ်ဘဲနဲ့အခုခုနပြောခဲ့တဲ့မရင်ကျင့်နေနော်စိတ်မနှံ့တဲ့ကလေးမလေးတွေကအစမရင်ကျင့်ပြီးတော့တက်ဖြတ်တယ်နော်တပည့်တော်တို့ဒါရင်းမပင်ဟေးဆိုရင်တကယ်ဖြစ်သွားတာလေတကယ်ဖြစ်ခဲ့တာနော်ဒါတပည့်တော်ရဲ့တပည့်ရဲ့အမလေးပဲဥစ္စာနော်အကုန်လုံးတပည့်တော်တို့ကဒီရင်းမပင်ဆိုတာကိုယ့်ရလို့ဖြစ်နေတာအမြင်နဲ့ရောက်နေတာမှန်ပါဗျာအဲ့အတွက်ကြီးမှစိတ်ချောင်းဝင်လာတယ်အားလုံးကပြေးကြတယ်ဒီစိတ်မနှံ့တဲ့ကလေးမလေးကကြာတော့သူ့အမိတွေခေါ်ပင်မဲ့ဘယ်လိုလုပ်သိမလဲဗျာ နော်အဲ့ဒါကိုတခါဝင်လာပြီးတော့ကိုနေဘယ်လိုမရင်းကျင့်ပြတယ်ပြီးလည်းပြီးရောတက်ပြတယ်အိမ်မှာမိရှို့ထားခဲ့တယ်